ချက်ထရနေရာတည်းမှာတော့အီသာကီယူအီချီကနောက်ထပ်တဆင့်ကိုရရှိသွားခဲ့ပြီးအားလုံးကိုလည်းအသာတကြီးကြော်ပြနေပါတော့တယ်။အီသာကီရဲ့ဘေးမှာခိုင်စားလည်းလိုက်ပါနေခဲ့ပြီးလုံပြန်ပြီလားအဲ့အကွက်ကြီး။မင်းကအတော်လေးအကြီးတန်းတဲ့လူပြက်ပဲ။အီသာကီကတော့အဲ့ဒီလူတွေဖြစ်မယ်ဆိုတာကြိုသိနေတဲ့ပုံပေါ်ပြီးသူ့ရဲ့အကြံတွေကိုခိုင်စားခမန်းနိုင်သွားတယ်လို့ဟန်ဆောင်လိုက်ပြီးဘာချီရဲ့အကူအညီနဲ့ခိုင်စားကိုလူပြက်ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ခိုင်စားကိုဖြက်စီးဖို့ဆိုရင်သူ့ရဲ့အဓိကဇက်ဆောင်ခန်းစားချက်ရဲ့နောက်ွယ်ကိုသွားဖို့လိုပြီးအခုစရင်ဂိုးစီရရဖို့မိသား30လောက်ပဲလိုတော့ပါတယ်။ ကပတိန်အမေရိကန်နဲ့တခြားတစ်ဖက်အတင်းကခင်းနေရကလည်းရှိသေးတာမလို့တမ်းပြီးတော့ကန်သွင်းမှုမဖြစ်နိုင်ပါဘူးအဲ့ဒီအချိန်မှာငမန်းမသားနောက်မှတရားရောက်နေဆိုပြီးသတိပေးလိုက်ရင်ရောက်လာတဲ့သူကတော့တခြားမဟုတ်ပဲစန်နီမမလေးပဲဖြစ်ပါတယ်ငါအမြန်တော့မမေ့သွားတော့ပါဘူးနော်အီစာကီမမလေးရဲ့ဆူတောင်းပြေးသွားပြီးအီစာကီကလည်းသူ့ရဲ့အမြန်တော့မေ့မထားခဲ့ပါဘူးမမလေးရဲ့အဓိကဆက်ဆောင်ခံစားချက်ကိုလည်းမြင်နိုင်ခဲ့ပြီးဘောလုံးခဏရက်လိုက်ပြီးတော့ကြော်ဖြတ်သွားခဲ့ပါတယ်တက်တာလုံးနှုတ်ဆက်နေအရှိမတော့ငါကီကဟယ်လိုအတက်သမားလေးစားပြီးပြီလားဆိုပြီးနှုတ်ဆက်နေပါတယ်ဘာရီပဲပြောပြောအီစာကီကတော့ နာဂီယိုမရှင်နိုင်သေးတာမို့အခုချိန်မှာအကောင်းဆုံးလုပ်နိုင်တာလူပေးဖို့အတွက်ပဲဖြစ်ပြီးတော့ကန်သွင်းမလို့အယံပြပြီးလူပေးလိုက်ပါတယ်လုံနေကြပုံစံအတိုင်းနာဂီယိုလက်ထပ်ပြီးတော့ကြော်ဖြတ်သွားခဲ့ပါတယ်ပါရမီရှင်ကြီးကိုလည်းတတ်တာဆိုပြီးနှုတ်ဆက်လိုက်ရင်ကြော်ဖြတ်ဖို့အတွက်ခန်းစစ်ကစားသမားနောက်ဆုံးတစ်ယောက်ပဲကြံမာတော့တယ်ငမမသားစီကဖြစ်တင်ပေါ်ရပြီးရင်ဘိုးတင်နိုင်မှာမလို့နေရာကိုဘယ်ဘက်လားညာဘက်လားနောက်ဆုံးရွေးချယ်မှုအနေနဲ့ ်ဘယ်နေရာမှာနေရာယူရမလဲဆုံးဖြတ်နေပါတယ်စဉ်းစားနေတဲ့အချိန်မှာပဲယူကီမီယာရောက်ကြလာခဲ့ပြီးသူ့ရဲ့နောက်ဆုံးအခွင့်အရေးမှာအောင်မြင်ဖို့အီဇာကီကိုနိုင်ဖို့ကြိုးစားနေပါတယ်ယူကီမီယာအီဇာကီလက်ပုံပြီးတော့မြန်တဲ့အတွက်နောက်ဆုံးပေးဖို့မှုကိုခိုးယူနိုင်မှာဖြစ်ပြီးအီဇာကီကိုနိုင်နိုင်မှာပဲဖြစ်ပါတယ်နော်မင်းကိုအစောအရေးကစွန့်ကြည့်နေခဲ့တာအီဇာကီယူကီမီယာသူအနိုင်ရပြီလို့ထင်နေပေမဲ့သူကိုယ်တိုင်ကတော့အီဇာကီရဲ့အယုတ်ဖြစ်နေပြီးဒီလိုမျိုးလာလူဖို့အတွက်ကိုလည်းစောင့်နေကြတာဖြစ်ပါတယ် ယူကီမီယာရဲ့ကြောဘက်ကနေစန့်ကျင်ဘက်ကိုပြေးသွားလိုက်ပြီးခန်းစစ်ကစားသမားယူကီမီယာကိုအာယုံဆိုင်အောင်လွတ်လိုက်တာပါသူကိုယ်တိုင်အတွက်နေရာအလွတ်ရအောင်ငါးစအနေနဲ့အသုံးချခဲ့တာဖြစ်ပြီးယူကီမီယာရဲ့အကြံနေတကွင်းလုံးကအရာတွေအားလုံးကိုခံမှန်းခဲ့ရဆိုတာယူကီမီယာမယုံနိုင်ဖြစ်နေသေးပါတယ်အီဇာကီရဲ့လှည့်စားမှုအောက်မှာကြာရှုံးသွားခဲ့ပြီးအီဇာကီရဲ့တက်ချက်မှုတွေကယူကီမီယာရဲ့လွတ်တော်နိုင်စွမ်းတွေကိုကျော်လွန်သွားခဲ့ပြီးအီဇာကီကြောင့်ပြောင်းလဲသွားရမယ့်ကဘာကြီးကိုယူကီမီယာကထိုင်ပြီးတော့ကြည့်နေရတော့မှာပါငါ့ရဲ့ကဘာအကောင်ဆုံးဖြစ်ချင်တယ်ဆိုတဲ့ဇလန်ဒီလိုနဲ့ပဲအဆုတ်သက်သွားရတော့ပါလားတေချာသိကြီးတော့လေတနာဖို့ကောင်းတာပဲဟာ ဒါပေမဲ့အီဇာကီရဲ့ကိုတားဖို့ကြိုးစားနေတာယူကီမီယာတယောက်တည်းတော့မဟုတ်ပဲကမ္ဘာနံပါတ်2ခရစ်စပရင်လည်းရှိပါသေးတယ်။ငါတော့ရမယ်လို့မထင်ဘူးနော်။ဆက်ပြီးတော့အာချောင်းထားစမ်းမှာဒုတိယလူရဲ့ပထမလူကငါ့ကိုကူညီနေတာမဟုတ်ငါအဲ့ဒီကိုရောက်နေမှာငေါနေလိုက်ခဲ့လိုက်တော့ခရစ်မင်းရဲ့ထိုက်ပြီးတော့ရှုပ်နေတာပဲ။အဲ့တော့မင်းကိုပြောရမှာအဲ့လိုနဲ့ခရစ်ရဲ့ပိတ်ပင်မှုကိုဘာချီရဲ့အကူအညီနဲ့အီဇာကီကကြော်ပြနိုင်ခဲ့ပြီးနောက်ဆုံးအဆုံးသတ်ဖို့ပဲကြံပါတော့တယ်။ယူကီမီယာကတော့စိတ်ပြအားငယ်စွာနဲ့ထိုင်ကြည့်နေရပြီးချီအီအီဇာကီကတော့ကမ္ဘာနံပါတ်1ကိုတော့ ငယ်ရုပ်အနေနဲ့အသုံးချနေပါပြီ။ကဲအခုတော့အဆုံးသတ်ဖို့ပဲလိုရတယ်။ငါရှိသေးတယ်လေ။အနာကမှာမင်းရဲ့ကိုကိုညီလိုက်ရရဲ့လား။မင်းရဲ့လက်နက်က direction မလား။ပြောမယ်ဆိုရင်ငါဝင်ရှုပ်ပြီးရော။ဘောလုံးကိုထိန်းလိုက်မယ်ဆိုရင်မင်းရဲ့ကန်ချက်ကသွားပြီ။မင်းရဲ့ကိုကငါဖြစ်စည်းတာခံရပြီကွာ။ခိုင်စာရဲ့မထင်မှတ်တဲ့ရရှိလာမှုကအီစာကီရဲ့ကန်ချက်ကိုအဆုံးသတ်ပါတော့မယ်။ခိုင်စာမင်းကပြီးပြည့်စုံပါလေ။မင်းတော့မရောက်လာခဲ့ဘူးဆိုရင်ငါသူရဲကောင်ဖြစ်မအောင်။အခုမင်းရောက်လာပြီဆိုမှတော့ ။ငါအမောင်ဒုတွေမှာထားခဲ့တယ်။တင်းမောတစည်းဟာတင်းနီယာနေပြန်လာတော့မယ်။မထင်မှတ်ထားတဲ့အရာတစ်ခုကိုအီစာကီကလုတ်ခဲ့ပြီးယူကီမီယာရဲ့ပျောက်ဆုံးသွားတဲ့အိမ်မက်အတွက်အလေးရမျှော်လင့်ချက်ကိုပေးလိုက်ပါတယ်။ဘလို့လဲ။ခမန်းနိုင်လဲလား။ငါ့ရဲ့စိန်ခုံမှုဟာဘာရီဝဲဖြစ်နေပါစီ။မင်းကိုအနိုင်ယူဖို့အတွက်ပဲ။ဒီပေးမှုမှုဟာအခုချိန်မှာ အကောင်းဆုံးပဲ။ဒါငါ့ကိုဖလိုရဲဝင်စီတာပဲ။ကဲပြောအောင်ခိုင်စာ။ဒီကောင်ကြောက်စရာတော့ကောင်းလာပြီဟာ။ငါ့ရဲ့ဇလန်နေမှာလူပြက်ဖြစ်ရတာဘလို့ခံစားရလဲခိုက်စားအောင်နင်းချေဖို့ပြောင်ပြောင်လာရဲ့လက်ရတစ်ခုကိုဖန်ပြီးခဲ့ပြီ ခိုင်စားလေအန်အောနေမိပါတယ်ပြီးတော့အီဇာကီကသူ့ပေးလိုက်တဲ့ဘောလုံးနဲ့သူ့ကိုနင်းချေပြစ်ဖို့အနိုင်ယူဖို့ပြောနေခဲ့ပါတယ်တခါတည်ဆုံးခဲ့ပြီးဖြစ်တဲ့ယူကီမီယာကတော့တဖန်ပြန်လဲမွေးဖွားလာတဲ့အချိန်မှာကြောက်ရွံ့မှုဒေါသအရာအလုံးခွန်အားအဖြစ်ပြောင်းလဲလိုက်ပြီးအချိန်မရှိတော့တဲ့အတွက်ကြောင့်မပြောက်ွယ်သွားခင်အချိန်လေးမှာဖျားသခင်စီတော့လွယ်လွယ်ပြီးမှမဟုတ်တဲ့အတားမျိုးနဲ့ကန်ချလိုက်ပါတယ်ယူကီမီယာကိုချိန်ချမှုကြီးလို့ဖြစ်သွားစီတယ်ဂျိုင်ရိုရှော့ပဲဖြစ်ပြီးဒီဒီချိန်မှာအဲ့ဒီကန်ချက်ကိုသားမဲ့သူကတော့ရီယိုမီခါကယ်ပဲဖြစ်ပါတယ်ငါအဲ့ဒီလမ်းကြောင်းမြင်နေကွာကတ်တီးလေးဆိုပေမဲ့ငါလုံနိုင်လောက်တယ်ဘာလား ထပ်ပြီးတော့အောက်ကိုစိုက်ရလာစိုက်လိုက်တော့အဲ့ဒီအကျဉ်ခရစ်ရဲ့နှက်ကိုရှော့စီကနေယူထားတာဘောလုံးရဲ့အလယ်နှုန်းမြင့်ထားတယ်ငါ့ရဲ့ကန်ချက်အစ်ဖောက်ထွင်းလိုက်တော့အဲ့ဒီလိုနဲ့အမောင်တုတွေကတပံပြန်လဲမွေးဝါလာခဲ့တယ်ယူကီမီယာကဘက်ဆက်မှန်ချင်းအတင်းအတွက်အနိုင်ကိုရယူပေးနိုင်ခဲ့ပါတယ်အားလုံးကလည်းတန်အတော်ဖြစ်ကုန်ကြပြီအီဇာကီရဲ့နောက်ဖက်နောက်ပေးပုံမှုကနေတဆင့်ယူကီမီယာကအဆုံးသတ်နိုင်လိုက်ပါတယ်ပြီးတော့အီဇာကီကလည်းခိုက်စားအောင်တွေ့လားမမေ့ကိုနိုင်တော့ပြီဆိုတဲ့အကြီးနဲ့ကြီးလိုက်ပါတယ်ယူကီမီယာရဲ့အတွင်းကိုက ပရိသတ်အများပြားရဲ့အားပေးမှုကိုတခဲနိုင်ရရှိခဲ့တဲ့အပြင်ဘတ်ဆတ်မှန်ချင်းအတင်းတို့လည်းအနိုင်ကိုကိုရယူပေးနိုင်ခဲ့ပါတယ်။သူရေကောင်းဖြစ်သွားတဲ့သူ့ကိုအားလုံးကအတူတူအောင်ပွဲလာခံခဲ့ကြပြီးတယောက်ထည့်ရက်နေခဲ့တဲ့အီဇာဂီစီကိုတပြေးပြေးချက်သွားနေပါတယ်။နှစ်ယောက်သားအတန်ကြာတိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့အီဇာဂီဘက်ကအရင်ဦးဆုံးတောင်းပန်စကားဆူလာခဲ့ပါတယ်။ယူကီမီယာကလည်းအီဇာဂီသားဘောလုံးမပေးခဲ့ဘူးဆိုရင်သူ့ရဲ့ဘောကလည်းအဆုံးသတ်ပြီမလို့ဆရာကြီးအီဇာဂီဘောမှာပြမမိခဲ့တာရှိရင်ခွင့်လို့ပါဆိုပြီးတော့တောင်းပန်နေပါတယ်။အီဇာဂီကလည်း သူတောင်းမှမို့မလိုချောင်းနဲ့ခိုင်စားအောင်နိုင်နိုင်ဖို့ယူကီမီယောနေရုပ်အနေနဲ့အသုံးချခဲ့ပြီးအရာအလုံးဟာတွက်ချက်ထားသလိုဖြစ်ခဲ့တယ်ဆိုပေမဲ့အဆုံးသတ်မှာမကန့်မှန်းမိလိုက်တဲ့အရာကတော့အဲ့ဒီနေရာမှာရီယိုကရှိနေမယ်ဆိုတဲ့အချက်ပါပဲယူကီမီယာကအဲ့ဒီအမားကြီးကိုကျော်လွန်နိုင်ခဲ့လို့သာငါးပါးမမောက်ခဲ့တာဖြစ်ပြီးတကယ်တမ်းအနိုင်ရသွားတာယူကီမီယာကြောက်မယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်တောင်းမှချင်းတောင်းမှအီဇာကီကတောင်းမှရမှာပါယူကီမီယာကတော့အဲ့ဒီဟာကိုဘယ်လိုလုပ်ပြီးကြုံမြင်ခဲ့ရလဲပြီးတော့ကန်သိမ်းဖို့အခွင့်အရေးရခဲ့တယ်မဟုတ်လားလို့အီဇာကီကိုမေးပါတယ်အီဇာကီကလည်းအဲ့ဒီအခွင့်အရေးကခိုင်စားတာမရောက်ရှိလာခဲ့ရင် ။ဒေဂျာပေါ့ကိုသိမှဖြစ်ပြီးတော့လက်ရှိအနေထားနဲ့ခိုင်စာဖြတ်ထုတ်တာခံလိုက်ရရင်ကိုသိလို့မရတော့မှမလို့ယူကီမီယာဝဲကန်ခွေပေးလိုက်တာပါ။ခိုင်စာကိုအနိုင်ဖို့ तू ကလွယ်ပြီးဘယ်သူမှနားမလည်နိုင်နဲ့။ဟွာဖဲတစ်ခုကိုပြင်ဆင်ခဲ့ပြီး तू ကဒီပွဲရဲ့အဓိကကစားသမားဆိုတာကိုပြကျင်တာပါ။အဲ့ဒီလောက်အဝေးကြီးတွေးထားခဲ့တဲ့အီဇာကီကိုယူကီမီယာမင်းကတကယ်ကောင်းပဲ။ဒါပေမဲ့ဒီပွဲမှာမင်းကအကောင်းဆုံးဆိုတာအလုံးကမြင်ကြပါရတယ်။ငါမင်းကညံကောင်းတဲ့ကောင်းတွေကိုမုန်းတယ်လို့ထင်ထားတာ။ဒိုဇက်မကွာ။မင်းရဲ့အိမ်မက်တွေကိုဆက်လိုက်နေ။ငါရဲ့လော့ဂျစ်မှာဝင်ဆက်တဲ့သူတယောက်မဖြစ်စေနဲ့။ ေးဟုတ်ပြီအဲ့လိုမျိုးပြန်ဘက်တွေအနေနဲ့ဆက်သွားကြမယ်ဒီလိုမျိုးကြည်နူးစရာအခိုက်အတန့်လေးဖြစ်နေတာကိုမကျေနပ်တဲ့အကောင်တစ်ကောင်ကတော့ရှိနေပါတယ်သူကတော့အားလုံးရဲ့အမုန်းတော်ဂျာမန်ဂီလီပဲဖြစ်ပါတယ်တိုက်စစ်မှုတရားအတွက်လူပိတာအမိုက်တတာပဲဖြစ်ပြီးတော့ဖိုင်ဆာကိုအနိုင်ယူသွားခဲ့တာမဟုတ်ပဲရှင်းရမှာကြောက်လို့ထပြေးသွားရလို့ဆိုပါတယ်လင်ထိတ်သားဆန်ဂျာမန်ဂီလီကအီဆာဂီကိုအရှင်သမားကောင်အမိုက်ကောင်ဆိုပြီးပြောနေတဲ့အခါမှာတော့အီဆာဂီကထပ်ပြီးတော့ရှင်းပြပေးရအောင်မလားခိုင်ဆာရဲ့အယုတ်လေးတာဘောကတော့ထပ်ပြီးတော့စကားများနေခဲ့ရင်ခိုင်ဆာကတော့သူ့ကောင်သူပဲထိန်းလဲရပါတယ် ဲ့ဒီအခိုက်အတန့်မှာအီစာကီးကသူ့အထက်ခြေတလန်းတာသွားခဲ့ပြီးဒီပွဲကသူ့ရဲ့အနိုင်ပါပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီပွဲမှာဘာချစ်ကသူ့ဘက်မှရှိနေခဲ့လို့သာအနိုင်ရရှိသွားတာဖြစ်ပြီးနောက်တစ်ခါဆိုရင်ဘာချစ်မပါပဲတိုက်ခိုက်ကြမယ်လို့ပြောပါတယ်။ငါတို့ကတိုက်စစ်မှုတယ်မလား။အဲ့ဒီတော့ twin ကိုရင်းနဲ့အနိုင်ရှုံးကိုဆုံးဖြတ်ကြတာပေါ့။မင်းပါပြောချင်းလဲ။ယိုကြီး။ခိုင်စာရဲ့မိကိုပြန်ဖြေဖို့ပြင်လိုက်ပေမဲ့လဲကျသွားခဲ့ပြီးခိုင်စာလက်နဲ့ဖမ်းထားလိုက်ပါတယ်။อีซากิยะအပူချိန်လွန်ခဲ့တာဖြစ်ပြီးကိုယ့်ရဲ့အကန့်အသတ်ကိုကြုံအောင်ဆော့ခဲ့လို့ပဲဖြစ်ပါတယ်။ဘာလာမင်းอ่ะ ကိုယ့်ရဲ့အကန့်အသတ်ကိုတော့မသိတဲ့ကလေးလားမင်းတို့ကတကယ်အတ္တသမားတွေပဲဒီလိုနဲ့ Neo Egoist ရဲ့တတိယမြောက်ပွဲချင်းပြီးဆုံးသွားခဲ့ပါတယ်ခြောက်တာနေရာလေးမှာတော့တက်လုံစရာကြီးအီစာကီးယားဘာချီရဲ့အခန်းအနေနိုးလာခဲ့ပါတယ်ဒီကုံလုံးကလည်းကတ်ခဲနေခဲ့ပြီးသတိမိနေတာစင်နာရီလောက်ရှိပြီလို့ပြောပါတယ်ကော်ဖီပူပူကန်ထရီဝင်းမီမလား ီတော့မလားလို့မေးတဲ့အခါမှာရီလို့ပြောတဲ့အတွက်ကြောင့်ရင်းခဲ့ပြီးနေရင်ခိုင်စာကိုအနိုင်ယူနိုင်ခဲ့ရလားလို့မေးပါတယ်။အီဇာကီကလည်းဖြစ်ခဲ့တာတွေကိုပြန်တွေးပြီးတော့ခဏလေးဆိုပေမဲ့အနိုင်ယူနိုင်လိုက်တယ်လို့ပြောပါတယ်။ဘာချစ်ကအဲ့နောက်ဘာဆက်လုပ်ဖို့ရှိလဲလို့မေးတဲ့အခါမှာတော့ပေးပုံမှုနဲ့မဟုတ်ပဲခိုင်စာကိုသွင်းကိုနဲ့အနိုင်ယူခြင်းနဲ့လို့ပြောပါတယ်။နီလန်ကိုရှာတွေ့ရလားလို့မေးတဲ့အခါမှာအီဇာကီကကွင်းထဲမှာတော့အဲလုံးနဲ့အုံနောက်ကိုအသုံးပြတဲ့နီလန်ကိုရှာတွေ့ခဲ့ပြီးမေတာဗီရှင်လို့ခေါ်ပါတယ်။ကွင်းကခဏလောက်ကြည့်လိုက်ရုံနဲ့အချက်လက်တွေအားလုံးကိုနားလည်နိုင်ပြီးအပေါ်ကနေကစားပွဲရဲ့စီးစင်းပုံကိုမြင်နေရတာကိုခေါ်ပါတယ်။ အဲ့ဒါဒီမဟုတ်ပဲကစားသမားတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်အဓိကဇက်ကောင်ခံစားချက်တွေရှိတယ်ဆိုတာနားလည်ခဲ့ပြီးတော့အဲ့ဒီအရာတို့ချိန်မုန်းနိုင်မယ်ဆိုရင်သူတို့ရဲ့စွမ်းဆောင်ရည်ကိုနှိမ့်ချနိုင်မှာဖြစ်ပြီးတခြားတစ်ဖက်မှာလည်းအဓိကဇက်ဆောင်ခံစားချက်တွေဟာသူညင်နေမယ်ဆိုရင်ဓာတ်ရုပ်ဗေဒသုံးမြင်မှုတွေကိုထောက်လွှတ်နိုင်မှာဖြစ်ပါတယ်ပြောတာများသွားပြီးအတိအကျဖြစ်မရှားသေးပဲရန်တမ်းပြောသလိုဖြစ်နေတာမို့အီဇာကီကတောင်းပန်တဲ့အခါမှာတော့ဘာချစ်ကစိတ်ထဲမှာပဲဆက်ပြောဖို့ပြောပါတယ်သူ့ရဲ့တီယိုတွေကိုဘာချစ်ကထပ်ပြီးတော့ကြားကျင်သေးရဲ့လို့ပြောတဲ့အခါမှာတော့အီဇာကီက သူ့ဘယ်လိုခိုင်စာအောင်အနိုင်နိုင်ခဲ့လဲဆိုတာကိုအဆအဆုံးရှင်းပြလိုက်ပါတယ်နောက်တစ်ခါမှာတော့သူ့ရဲ့လိုအပ်နေသေးတဲ့စွမ်းရည်တွေကိုကိုသွင်းနိုင်မှုအတွက်အီစာကြီးကလေ့ကျင့်သွားမှဖြစ်ပါတယ်ငါသဘောပေါက်ပြီဒါကြောင့်မို့သူကမင်းကိုရွေးချယ်ခဲ့တော့ဘာချစ်ပြောတဲ့သူဆိုတော့လွန်ခဲ့တဲ့စနစ်ကအဲ့လိုအသွေးခေါမျိုးအသိမောင်ဟောင်းတယောက်စီကကြတိခဲ့ရပါတယ်အဲ့လိုဟာသူ့ဘဝရဲ့ပထမဆုံးပြိုင်ပွဲဖြစ်ပြီးအခုဘလူးလော့ကိုတီထောင်ထားတယ်ဘောလုံးကိုအလွန်မင်းယူသွင်းနေတယ်ဆရာအုံးမခွက်ပဲဖြစ်ပါတယ်အရင်ကအသိမောင်ဟောင်းနေဖြစ်ခဲ့ကြပြီမင်းအခုချိန်မှာဘာချစ်ကကမ္ဘာအကောင်ဆုံးဖြစ်နေပြီးဆရာအုံးမခွက်ကတော့ ဘာချစ်ကိုအခုချိန်ထိ6လနဲ့သေးတဲ့တစီတကောင်အနေနဲ့ကြံနေခဲ့ပါဗါရီအီဇာကီကဆရာဦးမုတ်ခွတ်နဲ့ဘာချစ်တို့ပြန်ဘက်တွေဖြစ်ခဲ့ကြရအောင်တန်တော်ဖြစ်နေခဲ့ပါဗါရီနောက်ပြီးတော့အီဇာကီအိတ်နေတော့လီလန်တင်ပွဲမှာဘလူးလော့ကစားသမားအယောက်20ရဲ့လာလာအစ်တနဲ့ကလမ်မှုအစ်တတွေထွက်ပေါ်လာခဲ့ပါဗါရီအတင်းတိုင်းစိုးရတဲ့ကစားပွဲတွေဟာသူညီနေတာမဟုတ်ပဲပြင်တဲ့အတင်းဟာမကန်လိုက်ရတဲ့အတွက်ကြောင့်ယာယီအစ်စ်အနေနဲ့ပဲတတ်မှတ်ထားလိုက်ပါဗါရီနမတ်73မှာမမမသား24တန်းနမတ်72မှာ RU က25တန်းအိုက်ကူက29တန်းနဲ့နမတ်71မှာရက်တည်နေပါဗါရီ နံပါတ်10မှာ28တန်းနဲ့ဂါဂါမာရု29တန်းမှာယူကီမီယာတန်း30နဲ့နံပါတ်8နေရာမှာမမလီရဲ့ရက်တည်နေပါရယ်ကစားရတဲ့သူကိုစွန်းတဲ့သူတွေရပဲအစင်းပုံမြင်ကြတာဖြစ်ပေမဲ့ကလပ်အုံနာရဲ့တော့အဲ့လိုမကြည့်ပါဘူးနံပါတ်6နေရာမှာတန်း40နဲ့ရီယိုကရက်တည်နေခဲ့ပြီးဝင်းလဲကိုထိန်းချုပ်ပြီးတော့အခွင့်အရေးများစွာဖန်တီးပေးခဲ့တဲ့အတွက်အဲ့လိုကစားပုံတွေကိုတန်ဖိုးထားတဲ့ကလပ်တချို့လည်းရှိနေပါရယ် Blue Lock က ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုကိုဖန်တီးတဲ့နေရာဆိုပေမဲ့ဒီလီလန်တွင်ပွဲကလည်းတိုက်စစ်မှုတွေကြီးပဲရှာပွေတဲ့နေရာမဟုတ်ပါဘူး။အီဇာကီကလည်းသူ့ရဲ့တန်ကြီးဘယ်လောက်ရှိလဲဆိုတာသိချင်နေမိပြီ။ဘာချစ်ကအခုလက်ရှိဘလူးလော့ရဲ့ top 5ကိုချပြပါရတယ်။နံပါတ်5နေရာမှာတော့58တန်းနဲ့ကပတိန်အမေရိကရှိနေပါရတယ်။သူ့ရဲ့ခန္ဓာကိုယ်စွမ်းရည်နဲ့ဂိုးသွင်းနဲ့နဲ့စွမ်းရည်နေကြောင်းကလန်မှုတန်ကြီးဟာနှစ်ဆနီးနီးကိုခွန်သက်သွားခဲ့ပါရတယ်။အရင်တန်မှုရဲ့၃ဆလောက်ကိုခွန်သက်သွားတဲ့သူကတော့အီဇာကီရွေးချီပဲဖြစ်ပါရတယ်။နံပါတ်6နေရာမှာတန်း90နဲ့ရက်တည်နေပြီးကလန်ထားတဲ့ကလပ်ကတော့ဘက်ဆက်မန်ချင်းရမယ်ဖြစ်ပါရတယ်။ တန်ကြီးဟာဂျာမန်ဂင်းလေးနဲ့တောင်တန်းတူဖြစ်နေပြီးနေရယူပုံနဲ့လူပေးတော်ဖြစ်ထုတ်ပုံနဲ့တခြားပေါင်းဆက်မှုတွေဟာကွင်းထဲမှာအနေရရှိဆုံးကစားသမားလို့ဆိုကြပါတယ်နိုင်ငံတကာဒရင်ဌာနတွေမှာလည်းအီဇာကီယာဘလူးလော့ရဲ့နျူကလ িয়ার လူကာမော်ဒရီရဲ့လက်တွေဆိုပြီးတော့ခေါ်နေကြပါတယ်နောက်ပြီးတတိယမြောက်နေရာမှာတော့66တန်းနဲ့ဘာချီရာရက်တည်နေပါတယ်စပိန်နဲ့အီတလီပွဲမှာဂိုးသွင်းနိုင်ခဲ့တဲ့အတွက်တန်ကြီးဟာမြင့်တက်သွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စူပါဂိုးတွေကိုသွင်းနိုင်တဲ့သူတွေကြတော့ပိုကြီးတဲ့တန်ဖိုးတွေကိုရရှိပါတယ် တကိုးရဲနဲ့ကပောက်တုံးလုံးစေပြီးအေးဆိုတဲ့နေရာကိုတခါတည်းနဲ့ခုံးသက်သွားတဲ့ကစားသမားကတော့ဒုတိယနေရာတန်80ကမ်းလမ်းမှုနဲ့နာဂီဆဲရှိရောပဲဖြစ်ပါတယ်နောက်ဆုံးဘလူးလော့ရဲ့တန်ကြီးအမြင့်ဆုံးကစားသမားစပိန်နဲ့အီတလီပွဲမှာ၃ဂိုးစတိုက်တင်းတော့ခဲ့တဲ့သူကတော့တန်တရာကမ်းလမ်းမှုနဲ့ဘာရိုဝဲဖြစ်ပါတယ်နောက်ထပ်သူရဲ့ပြိုင်ဘက်လည်းဖြစ်ပြီးတော့ဘာရိုရဲ့အီတလီဥပအသင်းနဲ့တွေ့ရဖို့အတွက်နိုအာအီစာကီကိုပြင်ဆင်ထားခိုင်းနေပါတယ်မင်းကဒီအဆင့်ထိအောင်ရောက်သွားပြီပဲဘာရိုကျွန်တော်ရီကော်ဒင်းကိုပြပေးပါဦးဘင်းအစ်စ်ကြီးကိုတုံးသက်ချင်လို့ ီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုသဘောကျနှစ်တက်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးပို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတဦးတယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပိုင်းတွေမှာပြန်လေးကြတာပေါ့